နောက်ဆက်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Q Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ Channel လေးကနေဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဂျာပန်ထဲမှာထူးဆန်းစွာမွေးဖွားလာတဲ့မိမလာလီလို့အမည်ရတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ထုံစံတိုင်းပဲဇာတ်လမ်းလေးမစတင်ခင်ပါဆိုရင်တော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe ပြုလုပ်ပြီးတော့ Support ပေးထားကြဖို့ကိုလည်းမေတ္တာရက်ခံကြပါရစေ။ဟုတ်ကဲ့အားလုံးပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ခြင်းပါတယ်ရှင်။ တခါတော့ကမြေကန်တစ်ခုရဲ့ပေးမှာခန္ဓာလှပတဲ့မျိုးတစ်မျိုးတရှိခဲ့ပါတယ်။အဲဒီမျိုးမှာဘုရင်ကြီးကျန်သားဟာသူ့ရဲ့မိဖုရားနဲ့အတူတူအုပ်ချုပ်နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကြာညောင်းလာသလောက်ဘုရင်ကြီးနဲ့မိဖုရားကြီးမှာသာသမီထွန်းကားခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်တနေ့မှာတော့သူတို့ဇနီးမောင်နှံဟာတရားမင်းကိုဖိတ်ခေါ်ကပူဇော်ပါတာပြီးသာသမီထွန်းကားဖို့အတွက်ဆူတောင်းကြပါတယ်။အဲဒီချိန်တရားမင်းဟာ ကောင်းကင်ဘုံကနေဆင်းသက်လာပြီးတော့သူ့ရဲ့တကူနဲ့တဲသီးတစ်လုံးကိုဖန်ဆင်းလိုက်ပါတယ်။ပြီးတော့တရားမင်းကအဲ့ဒီတဲသီးကိုဘယင်ကြီးတို့ဇနီးမောင်နဲ့အိတ်ဆက်တဲ့နန်းဆောင်ထဲမှာထားခဲ့လိုက်ပါတဲ့။တဲသီးကိုမြင်တာနဲ့တပြိုင်နက်မိဖုရားကြီးကလည်းမင်းရဲ့ရှက်ရည်နဲ့တယောက်တည်းစားပြေးလိုက်ပါတဲ့။အဲ့ဒီလိုစားပြေးရဲ့နောက်မှာတော့သူမဟာတဲသီးအတွင်းကကြမ်းရှိနေတဲ့အစေတွေကိုတစ်ပင်တစ်ပင်အောက်ကမြက်ခင်းပေါ်မှာ သွားရောက်ပြီးတော့စွန့်ပြေးခဲ့ပါတယ်။ရုတ်တရက်နန်းတော်ထဲကမြင်းတကောင်ဟာအဲ့ဒီသေပင်အောက်ကိုလာပြီးတော့မိဖုရားကြီးစွန့်ပြေးခဲ့တဲ့တရစီတွေကိုစားပြေးခဲ့ပါတဲ့။ဒီလိုနဲ့မကြခင်မှာပဲမိဖုရားကြီးဟောတကြမီးရဲ့အကူအညီကြောင့်သူလိုချင်တဲ့ကုံဝန်ကိုရရှိခဲ့ပါတယ်။အဲဒီနောက်စေလာကြတဲ့အခါမှာတော့သူမဟာချစ်စရာကောင်းတဲ့သားတော်လေးတစ်ပါးကို ဖွားမြင်ခဲ့ပါတယ်။တဆက်တည်းမှာပဲမိဖုရားကြီးဟော တားတော်လီရဲ့နာမည်ကိုရှောင်းစွတ်လို့အမည်ပေးခဲ့ပါတယ်။တားတော်လီရှောင်းစွတ်ကိုမွေးတဲ့နေ့မှာပဲနန်းတော်ထဲကမြင်းမကြီးဟာထူဆန်းစွာနဲ့ပဲမြင်းဖြူလေးတစ်ကောင်ကိုမွေးဖွားပေးခဲ့ပါတယ်။အဲဒီနောက်ဘရင်ကြီးတန်တာကလည်းမြင်းဖြူကောင်ပေါက်လေးကိုတားတော်လီနဲ့အတူတူနန်းတော်ထဲကိုခေါ်ဆောင်ပြီးတော့မွေးမြူခဲ့ပါတယ်။ပြီးတော့အဲဒီမြင်းကလေးရဲ့နာမည်ကိုလည်းကန်တူးလို့ခေါ်တွင်ခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာတာနဲ့အမျှ မင်းသားလေးချောင်းစိုးဟာငေရာကနေကြည်ပြင်လာခဲ့ပါတယ်။မင်းသားလေးအရွယ်ရောက်လာတာနဲ့အမျှဘယင်ကြီးနဲ့မိဖုရားကြီးကလည်းဘယ်ရင်စရာတယောက်ကိုနန်းတော်ထဲသို့ခေါ်ဆောင်ပြီးတော့သူ့သားရဲ့ရှိရေးအတွက်ဘယ်ရင်တွက်ချက်ခိုင်းမာတော့တယ်။အဲ့ဒီမှာဘယ်ရင်စရာကြီးကမင်းသားလေးဟာသူ့ရဲ့ဖူဆောင်ဖက်ကိုသူကိုယ်တိုင်ရှာဖွေပြီးတော့ရွေးချယ်ရလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတဲ့။အဲ့ဒီအကြောင်းကိုမင်းသားလေးရှောင်စိုးသိရှိသွားတဲ့အခါမှာတော့ အလွန်ကူမှပျော်ရွှင်သွားခဲ့ပါတယ်။ချက်ချင်းဆိုသလိုမင်းသားလေးဟာခမည်းတော်နဲ့မိတော်